မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့နေလင်း YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ကျွန်တော် Update 20ကိုပြန်လည်မျှဝေတော့မှာဖြစ်ပါတယ် Update 20နှမျိုးပုံသူ ဖြစ်ပါတယ်ပေါ့နော်တဏ္ဍာကရှောင်းလုံးစီဖြစ်ပါတယ်ခင်ဗျာ20နံပါတ်1နဲ့ဒီဘက်က20နံပါတ်2ဖြစ်ပါတယ်ဒါလေးကိုကျွန်တော်ပုံသူစုပြပေးသွားမှာဖြစ်တယ်ပေါ့နော်ဒါကတော့ကျွန်တော် သူချပေးသွားခဲ့တဲ့ကဏ္ဍတွေဖြစ်ပါတယ်ဗောနော်6ချောင်း9ကနေစပြီးတော့ပြပေးထားရှင်းဖြစ်ပါတယ်အကြိမ်အဖြစ်ဆိုရင်တော့30 33 34ကနေဗောနော်နံပါတ်1ကနေတော့ကျွန်တော်မပြရဘူးဗောနော်ဟုတ်ကဲ့ကျွန်တော်20နံပါတ်1က968တုံများတင်းနေရ969တုံများတည်ရမှာဘုံတူက9ကလုံးဗောနော်ပြီးရင်6ပြီးရင်တော့6ကမပါဘူးဗောနော်တုံညာ1 ကျွန်တော်ငါးလျှောက်တုံများတစ်အပိတ်ပုံတူလေးလုံးထဲကငါးသလုံးအပိတ်ရှောင်းရှောင်းငါးဖြစ်ပါတယ်။ပြီးရင်တော့နောက်ထပ်တပြင်မှာတော့အပိတ်ပုံတူကနန်းသုံးလုံးထဲပဲဖြစ်ပါတယ်ပေါ့နော်။ကိုးလျှောက်နှစ်ဆိုတဲ့အတွက်နှစ်အပိတ်ဖြစ်ပါတယ်။၄လျှောက်၈၉တုံများအပိတ်ငါးလုံးပုံတူတာဖြစ်ပါတယ်ပေါ့နော်။အဲဒီမှာ၄အပိတ်တုံများလေးလေးဖြစ်ပါတယ်။ရှိကိုတေတုံအပိတ်ပုံတူလေးလုံးရတယ်ဗောနော်တိအပိတ်နင်းနေတိဖြစ်ပါတယ် ြီးရင်တော့893ည34အပိတ်ထဲက3အပိတ်843နေ3ခုအပိတ်ပုံတူထဲက3အပိတ်863ဖြစ်ပါတယ်ခွန်ကုတ်အပိတ်ပုံတူ3ခုထဲက9အပိတ်ဖြစ်ပါတယ်နေ3ည9ပါနော်893အပိတ်ပုံတူထဲက9အပိတ်ခွန်ခွန်9 683ညာတင်းနေအဲ့ဒီမှာတော့အပိတ်ပုံတူ၅လုံးဖြစ်သွားတယ်ပေါ့နော်။၃ညာအပိတ်၊၇ညာ၃ညာ ်6ခွန်3မြတိအပိတ်မှာ9အပိတ်3ခွန်ခွန်တင်းတင်းလေးချောင်းမှာ၄အပိတ်89 4 693အပိတ်မှာ3အပိတ်563ခွန်တ3အပိတ်မှာ689ခွန်အပိတ်ဖြစ်ပါတယ်ဒီမှာတော့အပိတ်ကနန်း၅လုံးပါနော်ခုနှစ်အပိတ်နိနိခွန်ခွန်ရှိတုံညာနှစ်အပိတ်မှာရှစ်အပိတ်၃ရှိရှိ၉၃၅အပိတ်ထဲက၉အပိတ် 3399ဖြစ်ပါတယ်ဒါသူရှားပေးနေသေးတယ်ပေးနေစတဲ့20မျိုးကိုကျွန်တော်ပုံသူစုပြပေးထားရှင်းဖြစ်ပါတယ်ဗောနော်တစ်ဆယ်ချိန်မှာတော့ဆက်ပေးမပေးကတော့ကျွန်တော်စောင့်ကြည့်ရမှာပဲဖြစ်တယ်ဗောနော်ဒီ665ကနေစားပြီးတော့ပြပေးထားတာဖြစ်တယ်ခင်ဗျာ69963 689 229ဖြစ်တယ်ဗောနော် ။ဒါဆိုရင်အပင်ပေါင်းက40နဲ့9ကြိမ်ရှိသွားပြီဖြစ်ပါတယ်။ Okay ကျွန်တော်ဒီ20ပေါ့နော်ပထမဆုံးအနေနဲ့20နံပါတ်1ကိုကျွန်တော်အတူတူလေ့လာကြည့်အောင်လားခင်ဗျာ။ပင်ရှိအပိတ်ကနန်းရှောင်းလုံးယူတဲ့နီးဖြစ်ပါတယ်။ Okay တွေ့ရ20ကကျွန်တော်ဒီနိနိခွန်တပင်ကနေ388ရာတဲ့တပင်ကိုကျွန်တော်အတူတူလေ့လာကြည့်မယ်ပေါ့နော်။ ဒီနှစ်၆၆က၆ကတကြိမ်ယူထားတာဖြစ်ပါတယ်ဒီနှစ်ကအလဲကြိမ်ဆိုတဲ့အတွက်ပေါင်းရှင်းရှိပါတော့ရှင်းနဲ့ခွန်ပေါင်းတာက15ဖြစ်ပါတယ်ရှင်းနဲ့ကြိမ်ပေါင်းရှင်း16လေတကြိမ်၅တကြိမ်ပါနော်လေးနဲ့ခွန်ပေါင်းတာ၁၁တိပဲရှိတယ်ခုနှစ်ကတကြိမ်ကို၃နဲ့ထပ်ပေါင်းတာဖြစ်ပါတယ်၆နဲ့လေးပေါင်းရှင်း30ဖြစ်ပါတယ်ခွန်၃ပေါင်း30 9 9ပေါင်းရှင်း30၆ရဲ့၁ရဲ့ပေါင်းတော့ ခုနှစ်ရာတဲ့အတွက်ကြောင့်မို့ခွန်ရှိကိုယူမှာဖြစ်ပါတယ်ခွန်ရှိရှိကိုနှစ်ပေါင်း30ဒုံညာကိုနှစ်ပေါင်းတာနှစ်34ပါနော်ခွန်ရှိဒုံညာနှစ်34အပိတ်ထဲက388ဖြစ်ပါတယ်ခင်ဗျာရှိအပိတ်ချပေးသွားတယ်ပါနော်ခွန်ရှိဒုံညာနှစ်34မှာ388ဖြစ်ပါတယ်ဒီမှာရေးပြထားတယ်ပါနော်နံပါတ်40နဲ့6မှာဖြစ်ပါတယ် ြီးရင်နေ3989ခွန်ချစ်ကိုအပိရာလာလေးကိုကျွန်တော်ထပ်ပြီးအတူတူလေ့လာကြည့်မယ်ပေါ့နော်ဒီ3ကတစ်ကြိမ်ဖြစ်ပါတယ်8ကဒီမှာ5ကြိမ်ဖြစ်သွားမယ်ပေါ့နော်8 9 40တုံများပေးကြည့်မယ်တုံများနဲ့ကြိမ်တုံများ8 1 6က9 6ကတစ်ကြိမ်နေ့နဲ့ကြိမ်ပေါင်း၄ကိုအပေါ်မှာ3နဲ့ထပ်ပေါင်းတာဖြစ်ပါတယ်ခင်ဗျာ64ပေါင်းရှင်းဒီ3နဲ့9ပေါင်းရှင်း30 64ပေါင်းရှင်း30 ရှင်းနဲ့တက်ပေါင်းတာကကိုပေါ့နော်ကိုကိုဒီအနောက်ဆုံးက၃နဲ့ပေါင်းတာ၁၂ရတယ်ပေါ့နော်နေ၃၃၃ကိုအပေါ်ကနေအတိုင်းပဲနေနဲ့ထပ်ပေါင်းတာက၅၅ကိုနေပေါင်းတာခွန်၈၉၄၃၅ခွန်၈၉အပိတ်ထဲကကိုအပိတ်၃တုံညာကိုရှာပေးသွားခဲ့တာဖြစ်ပါတယ်နေ၃၅ခွန်၈၉မှာကိုအပိတ်ဖြစ်ပါတယ်ပေါ့နော်ဒီမှာရေးပြထားတာဖြစ်ပါတယ်အစဲကျင်းအတွက်ဒီနေ့အတိုင်းပဲထပ်ပြီးချပေးသွားမလားဆိုတော့လေကျွန်တော်တို့လေ့လာကြည့်အောင်လားခင်ဗျာ โอเคနင်းငါတစ်ဆိုတဲ့အတွက်ကြောင့်မို့ဒီတစ်မှာတစ်ကြိမ်ဖြစ်ပါတယ်ကို6နှစ်ကြိမ်ပေါင်းတာ16ဒီတစ်ကတစ်ကြိမ်3တစ်ကြိမ်ကို6ပေါင်းတာက15 6ကတစ်ကြိမ်တစ်နှစ်ကြိမ်ပေါင်းရှင်းနေ3နဲ့ထပ်ပေါင်းတာဖြစ်ပါတယ်ဗောနော်အဲဆိုရင်တစ်ကိုပေါင်းတာက10ဖြစ်ပါတယ်6နဲ့တစ်ပေါင်းခွန်ခွန်3ပေါင်း10နေ3ပေါင်း5 5နဲ့ပေါင်း10ဒီမှာ6တလုံးကြံနေဗောနော် ဒါဆိုရင်6ကိုတိတူတာခွန်ခွန်ကိုနှစ်ပေါင်း6ကိုနှစ်ပေါင်းတာ17 17 73တနည်းအရာ6ခွန်9တနည်း3ဆိုပြီးအပိတ်6လုံးရနေတာဖြစ်တယ်ဗောနော်โอเค6အပိတ်388 9အပိတ်339 6ခွန်9တနည်း3အပိတ်ဆိုပြီးတော့ကျွန်တော်ဒီ30ကြိမ်မှာတနည်းအရာဖြစ်တယ်ဗောနော်6ခွန်9တနည်း3 ်ဒီ40နဲ့5ချိန်မှာလဲရှောက်ခွန်ကိုတင်နေ3ရာဖူးတယ်ဗောနော်ခုနှစ်အပိတ်ချပြသွားခဲ့ဖူးတယ်ခင်ဗျာโอเคဒါဆိုရင်နောက်ထပ်အပိတ်20နံပါတ်2ကိုကျွန်တော်တို့အတူတူထပ်ပြီးလေ့လာကြအောင်လားခင်ဗျာပင်ရှိအပိတ်ရှောင်းလုံးယူတဲ့နည်းဖြစ်ပါတယ်ဗောနော်ဒါကကျွန်တော်တို့တနည်းနံပါတ်နည်းဖြစ်ပါတယ်ခွန်က3ချိန်28ကိုရှောင်းနေပေါင်းတာ20နဲ့ခွန်နည်းက2ချိန်၄နှစ်ချိန်ရှင်းနဲ့၄ပေါင်းစနစ် ဒီခုနှစ်ကတကြိမ်တုံညာလေးကြိမ်တုံညာကိုရှင်းနေထပ်ပေါင်းတာဖြစ်တယ်ခင်ဗျာ sorry အဲရှိပေါ့နော် okay ဒါဆိုရင်ကျွန်တော်ဒီမှာချင်းနဲ့နှစ်ပေါင်း30ခွန်နဲ့ခွန်ပေါင်းတာ14၄ကိုနှစ်ပေါင်းရှင်း600ရည်ပါနော်6ခွန်ရှင်းလို့ယူပြီးရင်8ကိုနှစ်နဲ့ပေါင်းတာက31နှစ်6ခွန်8တုံညာ1နှစ်မှာ388ဖြစ်တဲ့အတွက်8အဘိတ်ချပေးသွားခဲ့တာဖြစ်ပါတယ်ခင်ဗျာ 6083တင်းနဲ့မှာ388ရေးပြထားခြင်းဖြစ်ပါတယ်။ထပ်ပြီးတော့နောက်ထပ်တစ်ပြင်939 345တာကိုကျွန်တော်ထပ်ပြီးလေ့လာကြည့်မယ်ပေါ့နော်။8320 20နဲ့လေးလေးကို3ပေါင်းခွန်ပေါ့နော်။ဒီတက်ကတစ်ကြိမ်တက်2ကြိမ်ကနေနေကိုဒီခွန်နဲ့ပေါင်းရင်ကို6ကတစ်ကြိမ်နေကဒီမှာ၄ကြိမ်ဖြစ်တဲ့အတွက် ပေါင်းရှင်းချစ်ဖြစ်ပါတယ်။8ကိုနောက်ထပ် ရှင်းနဲ့ထပ်ပေါင်းပေးရမှာဖြစ်တယ်ဗောနော်တကူပေါင်းရှင်း30ဖြစ်ပါတယ်ဒီရှင်းနဲ့ချပေါင်းရှင်းဒီ16ဖြစ်ပါတယ်6နဲ့6ပေါင်းတော့7နှစ်နှစ်ကို9နဲ့ပေါင်းတော့9ရတယ်ဗောနော်ဒါကြောင့်မို့9တောင်ညာတိတိကို2ပေါင်း3 4 5 9တောင်ညာတိ3 4 5အပိတ်ထက်က9အပိတ်3တောင်ညာ9ဖြစ်ပါတယ်ဒါကြောင့်မို့ဒီမှာရေးပြထားတယ်ဗောနော် ဒါဆိုရင်ဒီနေ့အတိုင်းပဲ30ကြိမ်အတွက်20နံပါတ်နဲ့လဲဆက်ပြီးခြောက်ပြီးသွားမှာဆိုတော့လေးလာကြည့်အောင်လားခင်ဗျာ93ခွန်ခွန်ကိုတစ်ပေါင်းတာပေါ့ပေါင်းရှင်းချေဒီနေ့ကတကြိမ်ပေါ့နော်9ကြိမ်78ကိုဒီ9နဲ့ပေါင်း23တုံးမကြီးမယ်ပေါ့နော်6ကတကြိမ်၄တက်တက်တိလေးလီနေပေါ့နော်ပြီးရင်7နဲ့ထပ်ပေါင်းတာဖြစ်ပါတယ် ရှိနေနှစ်ပေါင်း30 64နဲ့၄ပေါင်း30 3နဲ့8ပေါင်းတော့ဆက်တည်ရတဲ့အတွက်3နှစ်3 3နှစ်ပေါင်းတော့5 6ခုဖြစ်ပါတယ်။ဒါ20အရာပါနော်ဒီ20အရာ3နှစ်3 5 6ခုအပိတ်ရနေတာဖြစ်ပါတယ်။8အပိတ်3 8 9အပိတ်3 3ညာ9ဒီတစ်ပတ်မှာ3နှစ်3 5 6ခုအပိတ်စုပြီးရနေတာဖြစ်ပါတယ်ပါနော်။ အစွန်ဒီတနေ့နှစ်ခုစလုံးခြောက်ပြီးသွားခင်မယ်ဆိုရင် ပုံတူအပိတ်အနေနဲ့ရှောင်းတလုံးပုံတူတာတွေ့ရတယ်ပေါ့နော်ခုနှစ်အပိတ်ပုံတူတယ်ကိုမပါဘူးတင်းနှစ်သုံးပါတယ်ပေါ့နော်ဒါကြောင့်မို့ဒီတစ်ပတ်မှာတော့ကျွန်တော်တို့အပိတ်၅လုံးစုပြီးဖြစ်နေတယ်ပေါ့နော်ရှောင်းခွန်တင်းနှစ်သုံးအပိတ်ဖြစ်ပါတယ်အဲ20အရာပေါ့နော်အသုံးလိုတဲ့မိတ်ဆွေတွေရည်ရွယ်ပြီးတော့ပြန်လည်မျှဝေပြီးရှင်းတာဖြစ်ပါတယ် ကျွန်တော်အရှိကဗီဒီယိုမှာအပိတ်လေးလုံးတွင်တင်ပြထားခဲ့တာရှိတယ်ဗောနော်အဲ့ဒီမှာဒီအပိတ်လေးလုံးကတော့ဒီ363 395 63634 6648တိဗောနော်တေရိုလီပင်ချီသူအပိတ်လေးလုံး ဖြစ်ပါတယ်ခင်ဗျာကျွန်တော်ပြီးခဲ့တဲ့တစ်ပတ်မှာလဲ3399တိပင်မှာလဲကိုအပိတ်ချပေးသွားခဲ့တယ်ဗောနော်ဒီတစ်ပတ်မှာ3960အပိတ်ဖြစ်ပါတယ် ဒါဆိုရင်တင်း96ခွန်ဆိုတော့ကျွန်တော်တို့6ခွန်တိအပိတ်ပို့ပြီးအသာသွားမှာဖြစ်ပါတယ်။ Okay ဗီဒီယိုကိုကြည့်ရှုအားပေးခဲ့တဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။